ဟယ်လိုအားလုံးပဲမင်္ဂလာပါ MM ကိုရာနေပြီးကျေးဇူးပါတယ်အခုဒီစုအများစုကျွန်တော် page မှာစိတ်ဝင်စားနေတယ် MongoDB course ပေါ့နော်အဲ course ကိုကျွန်တော် beginner friendly အာကျွန်တော်လုပ်ပေးထားတယ်ပြီးရင်ဒီ course ကဒါ master course banner ရဲ့ဟိုက chapter တစ်ခုပေါ့နော် chapter တစ်ခုအဲ့ကောင်ကျွန်တော်အခမဲ့ပြန်ပြီးတော့ဒီမှာအာ sharing လုပ်ပေးထားတာပေါ့နော်သင်ကြားရမယ့်ဟာတွေကိုကျွန်တော် အာ slide show နဲ့ကျွန်တော်မပြတော့ဘူးဒီမှာပဲတစ်ချက်ကြည့်လို့ရရပါတော့ဒီ MongoDB basic setup ကိစ္စတွေရှိမယ် CRUD operation ကိစ္စတွေရှိမယ်ပြီးရင် MongoDB query လုပ်တဲ့ဟာတွေပေါ့နော် query လုပ်တဲ့ဟာ query ဟာလုပ်တဲ့ဟာတွေဆိုတာ database ကနေအာ data တွေယူမှာပေါ့နော်အဲ့ဒါလုပ်တဲ့ဟာတွေရှိမယ် data ယူတဲ့အခါမှာကျွန်တော်တို့ဒီ operator တွေရှိနေမယ်ဟလားပါနဲ့တူတယ်ပဲထက်ကြီးတယ်ပါညာပေါ့เนาะပြီးရင်ကျွန်တော် regular expression တွေဒီမှာဘယ်လိုအာလောက်ရမလဲဆိုတဲ့ဟာတွေပါမယ်ပေါ့เนาะ ဒါဒီမှာမပါခဲ့တဲ့ဟာလေးတခုတော့ရှိတယ်။အဲဘာလို့ဆိုတော့ aggregate လောက်တာပေါ့နော်။ aggregate က MongoDB မှာအရေးအရေးကြီးတယ်ပေါ့နော်။တော်တော်လေးအရေးကြီးတယ်အဲကိစ္စရှိမယ်ဒီ aggregate pipeline ကြီးပေါ့နော်။ဒီဟာလေးကျွန်တော်ပါမယ်ပြီးွားရင်အာဒီ MongoDB မှာ collection ပေါ့နော်။ table ပေါ့နော်။ okay table တခုနဲ့တခုဘယ်လို join ပြီးတော့ထုတ်ရမလဲဆိုတဲ့ဟာလေးအာပါမယ်။ပြီးွားရင်တော့ကျွန်တော် mongoose ပေါ့နော်။ mongoose ဆိုတာ ဒီ node.js ရဲ့ mongodb အတွက် orm ပေါ့နော် orm ဆိုတာ object relational mapper ကိုပြောတာဗျာအဲ့ဒီ mongoose orm ကိုကျွန်တော်သင်ပေးမယ် mongoose မှာလည်းဒီအပေါ်ကထိတ်ကဟာတွေနဲ့ပတ်သက်ပြီးဘယ်လိုအာရေးရမလဲဆိုတဲ့ဟာတွေဒါတော့ကျွန်တော် program ရေးယူရမှာပေါ့နော်ဒီမှာ program ရေးယူရမယ်အဲ့ဒီဟာတွေအာသင်ရမယ်ပေါ့နော် okay အဲ့တော့ကျွန်တော်အများကြီးတော့မပြောတော့ဘူးဘာဖြစ်လို့ဆိုတော့ဒီ mongodb database ကိုအာလေ့လာနေတဲ့သူတယောက်ကကျွန်တော်ထင်တော့အများစုကဟို ဒီဟာနဲ့ပတ်သက်ပြီး basis လောက်တော့ဒီလိုဖတ်ဖူးပြီးသားဖြစ်နိုင်မယ်လို့တော့အာထင်တယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်ဒီမှာအများကြီးမပြောတော့ဘူးโอเคအဲ့တော့ကျွန်တော်သင်ခန်းစာတွေပဲဆက်ပြီးတော့အာတေချာလေးကြည့်ကြည့်အောင်ပေါ့နော်အားလုံးပဲကျေးဇူးပါ